အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့2024ခုနှစ်အစည်းအဝေးကထိုင်းနိုင်ငံဟာနှစ်စဉ်ရေရှားတက်ထူမက်ထရစ်တန်1300အထိထုတ်လုပ်နိုင်ခဲ့ပြီးနိုင်ဂျီးရီးယား၊ဩစတြေးလျတို့နဲ့အတူကမ္ဘာစဉ်6နေရာမှာယက်တီလာခဲ့ပါတယ်။ဒီဖိုးတန်တက်ထူတွေရဲ့ရေနာတိုက်ကတော့ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကဒေသတွေမှာတည်ရှိနေပါတယ်။ဒီမြောက်မှာ EV ကားတွေ၊ iPhone တွေရဲ့အသက်သွေးကြောဖြစ်တဲ့ရေရှားတက်ထူအမြောက်များတူလောင်ထားတာဖြစ်ပါတယ်။ဒီတိုးတက်မှုရဲ့အဓိကမောင်းနှင်အားကတော့ ဒီယိုမဂနီကွေ့ချ်တန်လိုက်ဆက်ယုံပါပဲဒီဆက်ယုံဟာကဘာ EV Carry ရဲ့ electronic ပစ္စည်းတွေအတွက်အဓိကကျတဲ့တန်လိုက်တွေကိုထုတ်လုပ်ပေးနေပါတယ်ဒါ့အပြင်တရုတ်နိုင်ငံရဲ့ EV Car ကုမ္ပဏီကြီးတွေဖြစ်တဲ့ BYD ကဘတ်ငွေ18ဘီလီယံအမေရိကန်ဒေါ်လာအဖြစ်486တန်းဟင်းနှီးမြှုပ်နှံပြီးထိုင်းမှာဆက်ယုံတည်ဆောက်လာတာကထိုင်းနိုင်ငံဟာအာဆီယံမြေရှားတပ်ထူထောက်ပံ့ရေးခွင့်စရဲ့ဘူချက်ဖြစ်လာပြီဆိုတော့ကိုတက်တည်ပြနေပါတယ်။ဒါ့ပြင်ဒီအခွင့်အလမ်းတွေနဲ့အတူအန်ရကြီးမားတဲ့တန်တမာရေး လမ်းလျှောက်ကြိုးတန်းတစ်ခုလည်းပါဝင်လာပါတယ်။အကြသေးခင်ကထိုင်းဆူရဟာအမေရိကန်ရဲ့အရေးပါတဲ့တပ်ထူထောက်ပံ့ရေးခွင့်ဆက်ကွဲပြားမှုအတွက်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့နားလည်မှုစာချုပ်လား MOU တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့နိုင်ငံရေးစီးပွားရေးပညာရှင်တဦးဖြစ်တဲ့ဆူမီချိုင်းဖက်ဖောက်ဝီဝါကဒီကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်ဖွယ်ရာတည်ပြလိုက်ပါတယ်။သူက DMU ဟာအမေရိကန်ကိုထိုင်းနိုင်ငံရဲ့မြေရှားတပ်ထူတွေအပေါ်တိတက်အခွင့်အရေးပေးလိုက်လို့ဖြစ်သွားနိုင်ပြီးကမ္ဘာအကြီးဆုံး မြေရှားတပ်တို့ထုတ်လုပ်သူဖြစ်တဲ့တရုတ်နိုင်ငံဘက်ကစီးပွားရေးလက်တုံပြန်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ထောက်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံဟာသူ့ရဲ့မဟာဗျူဟာကျတဲ့ဒီနေရာအစိုးရရဲ့ EP Hub မူဝါဒတွေနဲ့နိုင်ငံတကာယင်းနှိမ့်နှံမှုတွေကြောင့်အခွင့်အလမ်းတွေရရှိနေပေမဲ့အမေရိကန်နဲ့တရုတ်ကြားကမြေရှားတပ်တို့စစ်ပွဲမှာကြားညက်သွားနိုင်တဲ့အခြေအနေတွေလည်းရင်ဆိုင်နေရပါတယ်။ထိုင်းနိုင်ငံဟာကုန်ကြမ်းထုတ်လုပ်ရောင်းတဲ့နိုင်ငံရှင်းကနေဒေတာရင်းမြေရှားတပ်တို့တန့်စင်ထုတ်လုပ်ရေးဗိုလ်ချုပ်ဖြစ် အောင်မြင်စွာပြောင်းလဲနိုင်မလားဒါမှမဟုတ်အင်အားကြီးနိုင်ငံတွေရဲ့ကစားကွက်တွေကနေရုပ်တခုဖြစ်သွားမလားဆိုတာကိုတော့ကဘာကစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမီရှားတပ်ထုတွေဟာတပ်ထုရိုင်းတွေမဟုတ်တော့ဘဲ27ရာစုရဲ့ရေနံအသေးဖြစ်လာနေလို့ပါပဲ။